ဂျဲစီကငန်းညကြီးအသင်းဖြစ်နေပြီလားဘရောင်းတော်ဝဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုအန်ပါဝဲစပေါ့စ်ကနေပြီးတော့ပြန်လေးကြိုးစိုးပါရစ်လေဗာပူးကရှုံးတန်တရားတဲ့လဲနေသူဂျဲစီကအနီကပ်တန်တရားတဲ့ကမထွက်နိုင်သေးဘူးဂျဲစီရဲ့လက်ရှိရာသည့်အနီကပ်ပြဿနာကမိုင်ဝင်းသင်းတဲ့ပွဲမှာဂိုးဒမာဆန်ချက်စ်ထုတ်ပယ်ခံရတာကနေစတင်ခဲ့ပါရစ်အဲနောက်ဘရိုက်တန်သင်းတဲ့ပွဲမှာချာလိုဘက်ကဖြတ်ထုတ်ပုံကျမ်းလို့ထုတ်ပယ်ခံပြန်နေတယ် ဘန်ဖီကာသင်းတဲ့ချန်ပီယံလိပွဲမှာလည်းချဲစီတိုင်းစစ်စားမှဂျာအိုပက်ဒရိုဇာပုံကျန်းလို့ထုတ်ပယ်ခံလိုက်ရတယ်လို့လီဗာပူးကိုနိုင်ရခဲ့တဲ့ပရီးမီးယားလိပွဲမှာအနိုင်ကိုရပြီးတဲ့နောက်ဂွင်းနဲ့ပြေးဝင်ပြီးအကြီးကျယ်အောင်ပွဲခံလို့ချဲစီနီပြမာရက်စကာထုတ်ပယ်ခံလိုက်ရနော်တန်ဖော်ရက်စ်နဲ့ပရီးမီးယားလိပွဲမှာဂတ်စတိုထုတ်ပယ်ခံပြန်နေဒီလိုချဲစီသင်းမှာစီကံပိုင်းဆိုင်ရာပြဿနာရှိနေတာသိကြနေပါပြီချဲစီကစားမရရဲ့မစိမ်းမြင်းစားပုံတွေကြောင့်ခုဆိုရင်ချဲစီကပရီးမီးယားလိဖဲပလီအမှတ်ပေးစရာမှာရမှတ်26မှတ်နဲ့အဆိုးအဝါးဆုံးဖြစ်နေပါတယ် ဖဲပလေးစီမင်းရအဝါကတကတ်ကိုတမှတ်အနီကတကတ်ကို၅မှတ်တမှတ်ထားတာ ဖြစ်ပါတယ်ချဲစီတင်းကမန်ယူတင်းရဲ့ပွဲမှာအဝါကတ်၅ကတ်နဲ့အနီကတကတ်ပြခံခဲ့ရလို့ဒဏ်ငွေပေါင်း2000ကျွဲဆောင်ခဲ့ရပါတယ်ချဲစီကပြီးခဲ့တဲ့300ဒီတွဲမှာအဝါကတ်300တကတ်ပြသခံရပြီးပရီးမီးယားလိသင်းတွေထဲမှာအများဆုံးဖြစ်နေခဲ့ပါတယ်အဝါကတ်ပြသခံပြီးတဲ့ပရီးမီးယားလိအသင်းတွေထဲမှာလည်းเชลซีကဝူဗ်သင်း73ကပ်ပြီးရင်72ကပ်နဲ့ဒုတိယအများဆုံးဖြစ်ရပ်တည်နေတာပါ။နီဗာမာစကာလက်ထက်မှာเชลซีကပိုဇီရှင်နဲ့ပရက်ဆင်အနှူစားကိုရောစားကစားပြီး ဒမ်မန်တိုက်စစ်ဆင်ရတဲ့အခါမှာပြိုင်မဲ့ရဲ့လင်မြန်နဲ့ခန်းစစ်ကနေတိုက်စစ်အကူပြောင်းရေးဆန်းတဲ့အခါမှာပြစ်ဒဏ်ကျူးလွန်မိလာကြပါလိမ့်။ဂျက်စီကတက်တီကယ်ဖောင်း89ချိန်ကြီးရှိခဲ့ပြီးတော့ပရီးမီးယားလိအသင်းတွေထဲမှာအများဆုံးဖြစ်နေတာပါ။မဆင်မြင်ဖြတ်တော့မှုကခရစ်စဘဲလစ်ပြီးရင်အများဆုံးဖြစ်နေခဲ့ပါလိမ့်။ကွင်းလင်တိုင်းဆုံးဖြတ်ချက်ကိုမကျင်တတ်လို့စောရကာတက်တာ68ချိန်ဟန်ဆောင်လဲချတာ9ချိန်ရှိပြီးတော့ပရီးမီးယားလိအသင်းတွေထဲမှာအများဆုံးဖြစ်ခဲ့ပါလိမ့်။အချိန်ဆွဲလို့ဝါကပ်ပြသခံရတာ38ချိန်ကြီးရှိခဲ့ပါလိမ့်။ ချက်စီတင်ရဲ့ပြီးခဲ့တဲ့300ရာသီကအဝါကတ်300တစ်ချိန်မှာ133ချိန်အားပွဲချိန်နောက်ဆုံး15မိနစ်တွင်ပြသခံခဲ့ရတာဖြစ်ပါတယ်။ဒိုင်းဆုံးဖြတ်ချက်ကိုမကျင်နိုင်ပဲစောရကတက်လို့အဝါကတ်ပြသခံတာ25ချိန်နီးရှိခဲ့တာချက်စီစားမားတွေစီကံမရှိတာကိုတတ်သိပြနေပါတယ်။နီဗျာမာစကာလက်ထက်မှာချက်စီတင်ရဲ့တပွဲပြန်မြအဝါကတ်က2.6ချိန်နီးရှိနေတာပါ။မာစကာကိုယ်တိုင်နဲ့စိတ်မထိန်နိုင်တဲ့သူပါ။လီဗာပူးနဲ့ပရီးမီးယားလိပွဲမှာအနိုင်ကိုရပြီးတဲ့နောက် ကွေးနဲ့ပြေးဝင်ပြီးတော့ဂဇာမာရီနဲ့အကြီးကျယ်အောင်ပွဲခံလို့မာရစကာထုတ်ပယ်ခံရဘူးတွေချက်စီသင်းပရိသတ်တချို့ကတော့ကွေးလန်တိုင်းတွင်ဆုံးဖြတ်ချက်ဟာချက်စီသင်းတို့ပြင်းထန်လို့နဲ့လို့ယူဆနေပါတယ်မာရစကာတော့ချက်စီသင်းဂဇာမာရီကိုစင်ကျင်မဲ့ကစားတာတွေမဖြစ်အောင်လို့သတိပေးထားပါတယ်လူငယ်ဂဇာမာရီများပြီးတော့အတွေ့အကြုံပိုင်းနုနယ်သေးတဲ့ချက်စီဂဇာမာရီအတွက်သတိထားစရာအနီးကပ်ပြစ်ဒဏ်ဖြစ်လာနေပါပြီအခုနောက်ဆုံးကစားတဲ့ဝူဖ်သင်းနဲ့ပွဲမှာလဲတိုင်းစမူဒီလပ်ထုတ်ပယ်ခံလိုက်ရပြန်ပါတယ် ဒီလက်ပြဲအနီကပ်ပြစ်ဒဏ်ကမလိုဘဲကစားပုံသွားချမ်းလို့ပြတာခံလိုက်ရတာပါဒီလက်ကဒဏ်အားကြောင့်ချဲစည်းတွက်မကစားရတာရတရပတ်10ဘတ်ရှိနေပါပြီဟူဗသင်းနဲ့လီဖလားပွဲမှာဒီလက်ကဒုတိယပိုင်းရောက်တော့လူစားဝင်ရောက်စတင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်ဒီလက်ကယူကြောင်ကြောင့်ပြစ်ဒဏ်ကျူးလို့မှုနှစ်ခုကို9မိနစ်အတွင်းလုံးပြပြီးတော့ထုတ်ပယ်ခံခဲ့ရတာဖြစ်လို့ချဲစည်းနီးပြမာရစကာဒေါသပေါက်ကွဲခဲ့ရတယ်ဒီလက်ကိုအုံနောက်မရှိတဲ့ကောင်ဆိုပြီးတော့ပြစ်တင်ခဲ့ပါတယ်ချဲစည်းစားမားတွေကတစ်ချိန်ကဘောလုံးလူချမ်းကြီးပီပီရာမိုးစ်လိုညစ်နေကြတဲ့နေရာမဟုတ်ပဲ မဖြစ်ညစ်ကြဲလေးတွေဖြစ်နေပါလိမ့်။ယောက်ျားလိုမကစားဘဲနဲ့မိမဆန်းဆန်းကစားနေတယ်လို့ပြောရမလို့ဖြစ်နေကြတာပါ။